pruning ပေါ့နော်အင်္ဂလိပ်လိုခေါ်တယ်။အောက်ရွက်တွေကိုကျွန်တော်တို့ဘယ်လိုညက်တင်လဲဆိုတော့ကျွန်တော်ရှင်းပြပေးပါမယ်။ဒီပိန့်ပင်တွေကတော့ညက်ပေးတင်ပါတယ်အောက်ရွက်တွေ။အဓိကအဖြစ်ကတော့အပင်ရဲ့ဖြစ်ထွန်းမှုကြီးထွားမှုကိုအချိန်ရစေတဲ့အတွက်ကြောင့်ဆိုတော့အဓိကပေါ့နော်ဖက်တဲ့နေရာမှာဘယ်လိုအရွက်အနေထားမျိုးညက်ပေးတင်လဲပေါ့နော်။အဲဒီပြပေးပါမယ်။ဒီလိုမျိုးအရွက်တွေညိုက်သွားပြီဆိုတော့ညက်လိုက်ပါတော့เนาะကျွန်တော်ဒီလိုအရွက်မျိုးဆိုရင်လည်းကျွန်တော်ညက်ပေးတင်ပါတယ် ူကဘာလို့ပုံညက်ပေးတင်လဲဆိုတော့အရွယ်အောက်ပါလေဒီကောင်ကမွှားရီပါကတ်နေပါလေခင်ဗျမွှားရီမှာကတ်နေတဲ့အတွက်ကြောင့်ဒီဒီအရွက်တွေကတော့စေးဖြန်းလဲပဲပြန်မကောင်းလာနိုင်တဲ့အတွက်ကြောင့်အောက်ရွက်တွေညက်ပေးပါပုံမှတာလည်းအရွက်တစ်ကိုပို့ပြီးတော့အရွက်တစ်ဟိုဟိုအရွက်တစ် site ကိုပို့ပြီးတော့ကြီးမားမှုပုံညက်ဆက်ပေးပါလေနော်အရွက်မှာလေဒီမှာအောက်ရွက်ကိုကျွန်တော်ဘလို့ဆုံးဖြတ်လဲဆိုလို့ရှင်ဒါကတော့အရွက်တစ်ထွက်နေတဲ့အရွက်ပါဒုတိယတရွက်ပါတတိယတရွက်ပါ ီနယ်ရွက်မှာအောက်မြက်ကဘယ်အရွက်ဖြစ်အောက်ရွက်ကဘယ်ရွက်ဖြစ်မလဲဆိုလို့ရှိရင်ကြည့်လိုက်မယ်ဆိုရင်ဒီကောင်ကသူ့ရဲ့ပင်စီအယိုးနဲ့ကျွန်တော်တို့အရွက်အယိုးနဲ့ကျွန်တော်ဆုံးဖြတ်ပါတယ်ရွက်အယိုးနဲ့ဆုံးဖြတ်မယ်ဆိုဒီကောင်ကသူ့ထက်အရွက်အမြင့်ပုံမြင့်နေအောင်မြင်ရတယ်ပေါ့နော်ထို့အတွက်ကြောင့်ဒီရွက်ကအောက်ဆုံးရွက်ဖြစ်ပါတယ်အောက်ဆုံးရွက်ဖြစ်တဲ့အတွက်ကသူလည်းအမှန်တိုင်းပြောရရင်ငိုက်ချင်နေပြီခင်ဗျကျွန်တော်တို့ထောက်ထားတဲ့အတွက်ကြောင့်လေမငိုက်နေရပုံပြောကဲအရွက်ငိုက်နေလို့ရှိရင်ညက်တာညက်ပေးလိုက်ပါဆိုရွက်ညက်ပေးလိုက်ရင်တော့ဒီအလောလောဆယ်ကတော့အရွက်ကတော့မကြသေးဘူးပေါ့ ဒါပေမဲ့ကျွန်တော်ညှက်ပေးလိုက်ပါတယ်ညှက်ပေးခြင်းအပြင်ဒီအရွက်အစ်မှာဖြစ်ထွန်းမဲ့အရွက်အစ် site ကိုပို့ပြီးတော့အားဖြစ်စေပါကျွန်တော်တို့တပင်မှာအနည်းလေး၃လေးရွက်လောက်အများအများဆုံးပေါ့နော်၃လေးရွက်ပဲခါပေးပါဒီရွက်ဆိုရင်တော့အရွက်မကျသေးဘူးဒါပေမဲ့ကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တခြားအရွက်တွေတဲ့ဆိုင်ရင်ဒီအရွက်ကဒီမှာလေကျွန်တော်၄ရွက်ရှိနေပြီဆိုတော့ဒီအောက်ဆက်တဲ့ရွက်ကိုဖျက်ညက်ပါ ောက်ပြီးတော့အဓိကနောက်တစ်ချက်ကပေါ့နော်ကုလားရဲ့ပြဿနာတစ်ခုကတော့ကျွန်တော်တို့ငွားပြဿနာတွေပေါ့ငွားပြဿနာတွေမှာလေဒီမှာဆိုလို့ရှိရင်ဒီလိုအရွက်တွေဖြူဘက်တွေပေါ့နော်ဖြူဘက်တွေဖြစ်ပေါ်ပါတယ်ခင်ဗျာဖြူဘက်တွေဖြစ်ကုန်လဲကျွန်တော်ကတော့မွားစီဖြန့်ပေးရပါမယ်ဒီနေ့ကိုမွားစီဖြန့်ပေးပေးမယ်အရန်ဆိုးတဲ့အရွက်တွေကိုကြာတော့အောက်ရွက်တွေကိုကျွန်တော်အကူညက်ပလိုက်ပါတယ်တပင်လုံးအရန်ဆိုးနေတော့တပင်တပင်လုံးမှာရှိတဲ့အရွက်တွေကိုညက်ပြညက်ပြလိုက်ပြီးတော့အရွက်တွေပြန်ဖြစ်စေရအောင်အကောင်းဆုံးပဲခင်ဗျာ တော်လေးဆိုလို့ရှိရင်လေတချို့အောက်ရွက်တွေဆိုလို့ရှိရင်ညှက်ပလိုက်ပါတပင်လုံးမှာတရွက်ပဲထားလဲရတယ်ခင်ဗျာပိတ်နေကြတော့လေတော်လေးရကြတော့ကြဲခံတဲ့အတွက်ကြောင့်ပင်တစ်ခဏလေးနဲ့ပြန်ထွက်စီပါလေပေါ့နော်ဥမတားလင်ကျွန်တော်တို့သူ့ရဲ့ဟိုပါပေါ့နော်ဒီမွားရဲ့နှုတ်ကိုကျွန်တော်တင်းချုပ်လိုက်ပါဖြစ်ပါတယ်ဘမို့ဆိုရင်စီးဖြန်းလေးပဲမွားပြန်ပြီးတော့ဆက်အောင်ပါပေါ့နော်โอเคခင်ဗျာဒီနေသားမျိုးဆိုရင်တော့ကျွန်တော် ဒီအနေထားမျိုးဒီရွက်အနေထားမျိုးဆိုရင်အရွက်ကိုကျွန်တော်ညက်ပစ်လိုက်ပါတယ်။နှွားတစ်ချမ်းကလေကျွန်တော်တက်နေပြီခင်ဗျ။အဲဆိုလို့ရှိရင်ညက်ပစ်လိုက်ပါ။တော့မှတရွက်ပဲကြံလဲကျွန်တော်ပြဿနာမရှိဘူးခင်ဗျ။ဒီနှွားရဲ့ဒီနှွားပင့်ကူရဲ့အားနည်းချက်ကပေါ့နော်။ရှိနေတဲ့အားနည်းချက်ကအပင်အဟာရအကုန်စုပ်နေမှာဖြစ်တဲ့တဲ့ကြောင့်ဒီအရွက်ညက်ပေးမှတာလေနောက်ထပ်မဲ့အရွက်တစ်ကပို့ပြီးတော့အားပြည့်စေပါ့။အားလုံးပဲကြီးစုပေးရတဲ့ကြီးစုပါခင်ဗျ။